မင်္ဂလာပါအခုကတော့ဒါကျွန်တော်တို့ breakfast time ပေါ့မနက်စာစားတဲ့အချိန်ပေါ့အဲ့တော့နေ့တနေ့မှာမနက်စာစားတဲ့အချိန်ကလည်းအလွန်အရေးကြီးတယ်အဲ့တော့နေ့တနေ့မှာအရေးကြီးဆုံးအချိန်နှစ်ချိန်ရှိတယ်ကျွန်တော်အဲ့ဒါလေးကိုပြီးရင်ပြောပြမယ်နော်ပထမအဆုံးအချိန်ကတော့မနက်မိုးလင်းလင်းချင်းကျွန်တော်တို့ကနာယူဝတ်ပေါ့အဲ့ဒီအချိန်ကအလွန်အရေးကြီးတယ်ပြီးရင်ကျွန်တော်တို့ကညအိပ်ရာဝန်ခံနေနာယူဝတ်အဲ့တော့နေ့တနေ့ကိုပထမဆုံးစားတဲ့နာယူဝတ်ရဲ့နေ့တနေ့ကိုကိုကအိပ်ရာဝန်တော့မယ်ဒီနေ့အဆုံးသတ်တော့မယ်နာယူဝတ်ဒီအလွန်အရေးကြီးတယ် အဲ့ဒီ나이ဝက်မှာ나이ဝက်စီမှာကျွန်တော်တို့ကစိတ်ချမ်းသာဖို့လို့အဲ့တော့မနေ့ဝန်လေးလာရင်ကျွန်တော်တို့ကကိုယ့်ရဲ့စိတ်အတွေးကြီးကြီးလင်းအားကောင်းပြီးစိတ်ချမ်းသာစိတ်ချမ်းချမ်းတတ်တာနဲ့ကြီးကြီးလင်းလင်းနိုးထလာရင်ဒီဟာအောင်မြင်မှုနေ့တစ်နေ့ဟာအများကြီးကျွန်တော်တို့ကအဲရခိုင်တော့များတယ်ဒီလိုပဲညာအိတ်ဆက်ခန်ဒီမှာဆိုရင်လည်းပဲကိုဒီတနစ်တာလုံးကိုကြည်ကြည်နဲ့နဲ့နဲ့ကျွန်တော်တို့သိတယ်မလားနှစ်ဖူးပေါ်လက်တင်စဉ်းစားပြီးတော့ညာအိတ်မပြောဘူးဆိုတာမျိုးတွေမဖြစ်အောင်ကျွန်တော်စိတ်ချမ်းသာကြည်လင်ချမ်းမြဆိုတာအိတ်ဆက်ဖို့ကအရေးကြီးတယ် အခုကတော့ဒါကျွန်တော်မနက်ခင်းမနက်စာစားတဲ့အချိန်မှာအခုကတော့ကျွန်တော်မန္တလေးကိုရောက်နေတာအဲကျွန်တော်ဒီ hot pot ရဲ့နောက်ကျွန်တော် training တွေနောက်လုပ်ငန်းအကြံပေးကိစ္စတွေဒီ hotel လေးကတော်တော်လေးနေလို့ကောင်းတယ်အဲကျွန်တော်တို့ကအော် hotel နာမည်ကတော့ hotel by the red canal ပေါ့နော်နေလို့ကောင်းတယ်သူကဒီဘက်မှာကြည့်ကြည့်လိုက်ရင်ပတ်ကျွန်တော်ဒီဘက်အရှိကိုကြည့်ကြည့်လိုက်ကျွန်တော်တို့အဲစိမ့်စိမ့်ဆူဆူနဲ့ကန်လေးလေးရှိတယ်အဲကျွန်တော်တို့ဆိုတော့တော်တော်သဘောကျတယ်ကျွန်တော်စာရေးဆရာတွေအကြိုက်ပေါ့အဲ့တော့ မနက်စာလဲအခန်းထဲပို့ပေးတဲ့ GM နဲ့နောက်ကျွန်တော်တို့တာဝန်ရှိတဲ့သူတွေမသဲတို့လည်းကျေးဇူးတင်ပါတယ်နောက်ဟိုတယ် owner တွေလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကဲမနက်စာကျွန်တော်တို့လိုက်စားအောင်ဘာတွေပါလဲကြည့်အောင်ဒါတော့ထမင်းကျော်ပေါ့နော်ထမင်းကျော်ကတော့ကျွန်တော်မပါမဖြစ်ပေါ့ဒီနေ့ကတော့အုံနှုတ်ခေါက်ဆွဲထင်တယ်နော်ဒါအုံနှုတ်ခေါက်ဆွဲဒါကတော့အရွက်ကျော်အရွက်ကျော်ဟိုကကြက်ဥပြီးကျွန်တော်ဒီမှာအသေးနံနေပါမယ်ပေါ့နော်စားကြပါဦးအဲ့တော့လူချင်းတို့အနေနဲ့ဘဝမှာ အတွေးတွေအားကောင်းမှဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြန်မာဖြစ်တယ်အဲ့တော့ဒီနေ့ခေတ်က AI ခေတ်ဖြစ်တယ်အဲ့တော့အရာရာကျွန်တော်တို့ကဟို AI ရဲ့လွှမ်းမိုးမှုကကျွန်တော်တို့ပုံမှန်ရှိတယ်တခုခုရှိသိပြင်ကျွန်တော်တို့က ChatGPT ပဲမေးတာအဲ့တော့ AI ခေတ်မှာလူတယောက်နဲ့တယောက်ကိုအဓိကအဆုံးဖြတ်ပေးတာက AI နဲ့မတူအောင်ဘယ်လိုတွေးမလဲအဲ့ဒီအချက်တွေအလွန်ရေးကြည့်တယ်ဒါကြောင့်မလို့ AI နဲ့မတူအောင်တွေးနိုင်လေလေအောင်မြင်လေလေပဲအဲ့တော့ကျွန်တော်တို့ကဟိုကျွန်တော်တို့ရဲ့အုံနောက်ကလည်းနည်းနည်းရရမဟုတ်ဘူးကျွန်တော်တို့အုံနောက်တီကွန်ပျူတာတွေနဲ့ကောင်းကောင်းရှင်နိုင်တယ် ဒါပေမဲ့ကျွန်တော်ခုနပြောတော့ကွန်ပျူတာတွေကြတော့သူကဆက်ဆက်ပြီးတော့တွေးခေါ်စဉ်းစားတဲ့ speed ကမြန်တယ်လူသားကြတော့အဲ့လောက် speed မမြန်ဘူးဒါပေမဲ့လူသားရဲ့စင်ကျင်တုံတရားတည်အလွန်အရေးကြီးဘူးအဆက်တည်းထက်သာတာလူသားရဲ့စင်ကျင်တုံတရားဖြစ်တယ်အဲ့စင်ကျင်တုံတရားကိုထိမ့်သိမ့်မှုကတော့ကျွန်တော်တို့ခုနပြောတယ်ကျွန်တော်တို့ရဲ့အတွေးတွေဟာအလွန်အရေးကြီးတယ်အတွေးတွေဟာကြည်လင်အားကောင်းမယ်ဆိုရင်လူကျွန်းတို့ဘဝမှာအောင်မြင်မှုတည်ဆောက်နိုင်မှာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်ပြောတယ်တနေ့တိုင်းအရေးကြီးဆုံးအချိန်ဖြစ်တယ်မနေ့မိုးလင်းတဲ့နာယူဝက်ညအိယာဝန်ကန်ဒီနာယူဝက်ဒီအချိန်မှာကျွန်တော်တို့က စိတ်ကြည်လင်ချမ်းမြဖို့လိုတယ်မနမိုးလင်းရင်တော့ကျွန်တော်ဘယ်လိုစိတ်နဲ့နှိုးထားရမလဲဆိုတော့ဒီတနေ့မှာငါဘာတွေထပ်ပြီးတော့ကောင်းတာတွေလုပ်လို့ရမလဲကိုကိုကျွန်တော်တို့ကဟိုကိုယ့်ရဲ့ရလက်တွေကိုပိုကောင်းအောင်လှုပ်ချင်စိတ်နဲ့နှိုးထားဖို့လိုတယ်ညာအိမ်အောင်ဝင်ခံနေပြီဆိုတော့ဒီနေ့ငါအကောင်းဆုံးစူးစမ်းပြီးသွားပြီကျွန်တော်တို့မြန်မာမြန်မာမြန်မာညီမြန်မာဟန်နဲ့အောင်မြင်မှုဆိုကုသိုလ်ပညာဥစ္စာငါဒီနေ့ဘာတွေရလဲခြေနဲ့နှစ်သက်စွာအိပ်ဆက်မယ်ဆိုရင်ဘဝမှာ ကျမ်းမာကြန့်ခိုင်တဲ့ကောင်းမှုနဲ့အတွေးတွေနဲ့ဘဝအောင်မြင်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့စာအုပ်လက်ဆောင်လည်းကျွန်တော်ဒီနေ့ကြည့်တဲ့သူတွေကိုပေးဦးမှာဖြစ်တယ်အဲနောက်တစ်ခုကတော့ကျွန်တော်တင်တန်းတက်ချင်တဲ့သူတွေပေါ့ကိုယ့်ရဲ့အတွေးတွေတိုးတက်ဖို့ဆိုတာ ideal လူမှာအတွေးဆိုတာက ideal တွေကောင်းမှုဆိုတာအလကားနေ ideal ကောင်းနေရမလားအမြဲတမ်းသင်ယူလေ့လာနေဖို့လိုတယ်ဒီနေ့လုပ်တဲ့အတိုင်းနဲ့ဖြစ်မှာဆက်လုပ်ပြီးတော့ကျွန်တော်တို့တပတ်ခါမှာရလက်အစ်စ်တွေမရနိုင် ော့အဲ့ဒီ idea ကောင်းတွေရဖို့ဆိုရင်တော့လေ့လာသင်မှုတွေကျွန်တော်တို့ကဆောင်ရတာဖြစ်ပါတယ်အဲ့တော့လေ့လာသင်မှုတွေမပြတ်ဆောင်ရခြင်းတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်သင်တန်းအသစ်ကျွန်တော်တို့ဒါ batch 2ဆိုတော့သင်တန်းအသစ်လို့လည်းပြောလို့ရပါတယ်အောင်မြင်မှုပညာသင်တန်းဖြစ်ပါတယ် success in life ဖြစ်ပါတယ်အဲ့တော့အောင်မြင်မှုဒီပညာဖြစ်တယ်ကျွန်တော်ခဏခဏပြပျော်ရွှင်ခြင်းပျော်ရွှင်မှုပညာကိုသင်ရတယ်ကျမ်းမာခြင်းကျမ်းမာကျမ်းမာမှုပညာကိုလိုက်စားရတယ်ဒီလိုပဲကျွန်တော်တို့ချမ်းသာခြင်းကြောကချမ်းသာမှုပညာကိုသင်ရတယ်ဘဝမှာအောင်မြင်ခြင်းနဲ့အောင်မြင်မှုပညာကိုသင်ရမှာဖြစ်တယ်အဲ့တော့ဒီတန်းမ်းမှာ အောင်မြင်မှုပညာနဲ့ပတ်သက်တဲ့ AI ခင်မှာနောက်ဆုံးပေါ်ကျွန်တော်တို့ကသဘောတရားတွေမဟာဗျူဟာတွေနီးဗျူဟာတွေနောက်ကမိမိရဲ့ personal brand ဟာလည်းကျွန်တော်တို့ဘဝအတွက်အလွန်အရေးကြီးတယ် personal brand တိဆောက်ပြီးစ조사တဲ့သူနဲ့ personal brand မတိဆောက်ပဲစ조사တဲ့သူဟာဘဝမှာရလက်တင်များစွာကွာတယ်ဒါ personal brand ဘယ်လိုတိဆောက်ကိုယ့်ရဲ့အားသာချက်ကိုဘယ်လိုရှာဖွေမလဲကိုယ့်ရဲ့အားသာချက်ကို လောကကြီးကိုပြနိုင်အောင်မြင်ပြီပဲလောကမှာအောင်မြင်ခြင်းလူတွေကြိုက်တာကိုလိုက်မလို့နဲ့ကိုကြိုက်တာကိုကိုလို့ပြီးတော့မှအဲ့ဒီအရာလူတွေကြိုက်ကြိုက်လာအောင်လုပ်ပါလူကျွန်းတို့ရဲ့အောင်မြင်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါအဒီအကြောင်းအရာတွေကျွန်တော်ဒီတင်တဲ့မှာကျွန်တော်ရဲ့နှစ်ပေါင်းများစွာလ ీల ာခဲ့တဲ့ကျွန်တော်ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့လ ీల ာခဲ့တဲ့အကြောင်းအရာတွေကျွန်တော်လ ీల ာတင်ကြမှာဖြစ်ပါတယ် online တင်တဲ့ဒီအခုလာမဲ့12လပိုင်းကျွန်တော်တို့က12လပိုင်းကျွန်တော်နှစ်ရက်နေစမှာဖြစ်တယ်အင်္ဂါနေ့ဖြစ်တယ် online နေ့တလားတိတိတင်မှာဖြစ်တဲ့အတွက်ဗေဒိတာမှဆိုတက်နိုင်တယ် နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ် Facebook ကြီးပေါ်ခက်တဲ့သူတွေတော့မပူနဲ့ Telegram private channel မှာလည်းကျွန်တော်ပြန်တင်ပေးမှာဖြစ်တယ်နောက်တစ်ခါတော့ကျွန်တော်တို့ဒီ live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live ဖြစ်ပြီးတင်မှာဖြစ်တယ်တခါသင်ရင်ကျွန်တော်တို့3နာရီလောက်ကြာတယ်မိခွန်းနဲ့ကိုဖြေပေးတယ်အဲ့တော့ကျွန်တော်နဲ့တူးချင်းတွေ့ပြီးတော့မိခွန်းနေမေးနိုင်တယ်တနင်္တက်နေ့နဲ့ group ကိုချင်မှာရအောင်ဆောင်ရပြတာဖြစ်တယ်နိုင်ငံခြားသူတွေအဲ့ live lecture မတက်ဖြစ်ရင်လည်းမကူနဲ့နောက်ရမှာကျွန်တော် recorded video ကို Facebook group ရော Telegram private channel မှာပျံတင်ပေးမှာဖြစ်ပါတယ် တနင်္ဂလာတက်လာပြီးသွားတဲ့တောင် group ကိုမဖြတ်ဖဲထားရပြီးမှဖြစ်တဲ့အတွက်အထက်တက်ပြင်ကြည့်နိုင်တယ်တနင်္ဂလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပြီးမှဖြစ်ပါတယ်အပြင်လူတွေ့ကျွန်တော်နဲ့တွေ့ပြီးတော့ရင်းနေနေတက်ချင်တဲ့သူတွေကတော့12လပိုင်း6ရက်နေ့နဲ့9ရက်နေ့စနေတွင်းနေ့ညမှာရန်ကုန်မြို့ပြည်လန်းတော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်ရဲ့ Emerald သင်တန်းကျောင်းမှာကျွန်တော်နဲ့နေ့ရက်အချိန်ပြည့်ရင်းနေ chicken ဆိုတာတွေ့ဆုံပြီးတက်ရမှာဖြစ်ပါတယ်အလူကျွန်တော် online မှာတက်ချင်တက်ချင်အပြင်မှာတက်ချင်တက်ချင်လူကျွန်တော်ရဲ့နာမည်ရဖုန်းနံပါတ်ရကွန်မန့်မှာမရေးနဲ့ messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးပါမယ် အခုအစီအစဉ်ကြည့်တဲ့သူတိုင်းကို online ရပထမအဦးဆုံးအယောက်တရာအပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ပေးရပါလိမ့်လို့သတင်းကောင်းပါလို့ပါတယ်တို့ဆက်သွယ်လိုက်ရင်သင်တန်းကျောင်းအသေးစိတ်ကိုမြင်မြင်နိုင်ပါတယ်ကျွန်တော်ဒီ account နေတယ်လို့ဝင်ကြည့်ပါအပေါ်ဆုံးမှာကျွန်တော် video file နဲ့အတူသင်တန်းကျောင်းအသေးစိတ်တင်ထားပါတယ် Facebook မှာဆင်းပြီးရင် link တိုင်းညွန်မြန်မာ slang english ကိုရေးရတယ် LYNN နဲ့ link နဲ့ follower 3.8 million ကျော်ရှိတယ် TikTok မှာတော့ link တိုင်းညွန်မြန်မာမြင်လို့မြန်မာလူရေးရတယ် follower 3.2 million ကျော်ရှိတယ်အကောင့်မှာပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီ season ကို ည့်တဲ့သူတွေကိုစာအုပ်လက်ဆောင်ငါ့ကိုပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ခြင်းကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထက်ကငါ့အုပ်ကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက်တင့်ကောင်းမှာတရဖူစောင်းနိုင်မှုလူငယ်မန်နေဂျာလက်ဆွဲမြန်မာနီးမြမဟန်ဖြင့်အောင်မြင်ခြင်းနဲ့အမှုပညာမျိုးစွာဟောပြောခြင်းစာအုပ်ငါ့အုပ်ကိုတယောက်ကိုတုံ့နှုံးနဲ့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူအင်တန်ရာရောက်လူကျွန်းတို့ပို့ကပါမပေးရဘူးလက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်လို့တည်င်းကောင်းပါလို့ပါတယ် We must work together we must build our nation.